ဲ့ TikTok ကမိတ်ဆွေတွေအတွက်ဒီနှံပို့တင်ပေးတာပါအဲ့ဒါကတော့အောက်မှာဗီဒီယိုဖိုင်အရင်ကြည့်ပါညီလေးဘုံမိုက်ခဲပြောလိုက်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြန်ဆက်ပလတ်လိုက်က MP တက်ခွဲရောတော့ဘုံမိုက်ခဲပါအဲအခုတော့ကျွန်တော်အဲဒေါ်လာမီဘာဗီဒီယိုတွေပြောချင်တာကတော့ကျွန်တော်တို့ဘောနော်အဲဒီလာမယ်ဘောနော်ဒီ server ပိုင်း26ရက်နေ့ဘောနော်ဒရင်ခရင်နေ့အဲညဘောနော်ည7:00နာရီ7:00နာရီလောက်မှာကျွန်တော်တို့ဘောနော်ဒီအဲအားလုံးပဲတီးပြီးသားဖြစ်တယ်ဘောနော်ဒီ ထောက်ဖို့ပေါ့နော်အဲဒီဒေါ်လာထောက်ဖို့ဖြစ်တဲ့ဒီကျွန်တော်တို့ကိုစီနဲ့ပေါ့နော်ကိုကြီးကိုစီနဲ့ကျွန်တော်တို့အဲ live မှာတွေ့ဆုံမှာဖြစ်ပါတယ်ဒီအခက်အခဲတွေနဲ့ပေါ့နော်ဒီအခြားသောပေါ့နော်လိုအပ်ချက်တွေအားလုံးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ဒလာဗီဗာပြည်သူတွေနေနေတယ်အဲ့ဒီက live မှာတိုင်းအကူအညီထောက်ပံ့လို့ရတယ်ဆိုတော့ကြောင့်ပြပြချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်လက်ရှိအဲကြားမဲတွေနေနေစစ်မဲ့တဲ့ဘင်းကိုကိုမှာရေဆိုင်တိုက်ခိုက်နေပါတယ်အဲလိုအပ်ချက်တွေကိုလည်းအကောင်းဆုံးဖြည့်တင်နိုင်ဖို့ဒလာဗီဗာပြည်သူတွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဗျာ ။ခင်ကြီးလေးပုံမဲ့ခဲ့ပြောသွားသလိုပဲကျွန်တော်တို့အဲ့ဒီ26ရက်နေ့ကျွန်တော်ဟိုဘက် YouTube channel မှာမနေ့ကတင်လိုက်တယ်ကျွန်တော်29ဆိုပြီးရေးပြီးမှားပြီးတင်လိုက်တယ်။အမှန်တကယ်တင်းငွေနေနေ့ကအခုလာမဲ့26ရက်နေ့ဒီနေ့ကြာတာပဲပြောရပြီနော်မနေ့ပြန်တောက်ကြဖြစ်မယ်။တပတ်ကစနေဖိနေကတင်းငွေနေနေ့ည7နိုင်ကနေ10နိုင်အထိအတွင်းမှာကျွန်တော်တို့ပုံမိုက်ခဲကျွန်တော်ရဲ့နှစ်ယောက် like ချိန်ထားပါမယ်။အဲ့ဒီ like ကနေကျွန်တော်တို့တက်လာမယ်။ပြီးရင်2နိုင်အထိ like မှန်မယ်။အဲ့ဒီချိန်မှာနော်အဲ့ဒီ လိုက်လွတ်နေတဲ့အချိန်တွေမှာလည်းဘုံမိုက်ခဲတို့ငင်းချန်တဲ့ပတ်သက်လို့တီးကျင်တာတွေရှိရင်မေးလို့ရပါတယ်တီတာယွတ်မှုတို့ပြူခွေးတွေဘလိုမျိုးရုပ်ရှင်ရိုက်ကြတယ်နော်ဟိုတလောကတီတာယွတ်မှုဟဲ့အောင်ဘုံမိုက်ခဲဘယ်နာရဝိုက်လဲကွာဆိုတာကအဲ့ဒီအချိန်မှာတီတာယွတ်မှုဘယ်လန်းကလာပြီးတော့သူတို့စစ်တောင်းဘယ်နှကြောင်းထိုးလာတယ်အဲ့ဒါတွေကစအကုန်လုံးကိုတီးကျင်တာတွေလာရောက်မေးလို့ရပါတယ်ပြောပြပေးနိုင်တာကိုဘုံမိုက်ခဲကပြောပြပေးပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဘုံမိုက်ခဲဆိုတာက ငငယ်ပဲရှိသေးတယ်အခုမှ30တောင်မပြည့်သေးဘူးเนาะအဲ့တော့ကျွန်တော်ဒီတော်လှန်ရေးမှာအဲ့ဒီငယ်တဲ့အခုကျွန်တော်ကျွန်တော်ထက်ငယ်တဲ့လူတွေပေါ့နော်စစ်ခေါင်းဆောင်ဖြစ်နေတာအများကြီးရှိတယ်အဲဇေဝါတို့เนาะဒါကျွန်တော်ထက်ငယ်ဟဲရေဘလူးတို့เนาะပြီးလို့ရှိရင်ဘုံမိုက်ခဲတို့เนาะနောက်ပြီးတော့ဟိုဝင်ရှိပါတယ်လူငယ်တွေအများကြီးပဲဒီတော်လှန်ရေးမှာခေါင်းဆောင်တွေကနေစူးစမ်းပြီးတော့လုပ်နေတာအဲ့တော့သူတို့လူငယ်တွေကတော့ ်သူတို့ရဲ့ခန္ဓာသူတို့ရဲ့အသက်ကိုမငှက်ွက်ပဲနဲ့เนาะဒီတိုင်းပြည်အတွက်လုပ်နေတာသူတို့လိုအပ်တဲ့စိတ်စိတ်ကိုတော့ကျွန်တော်တို့ကထောက်ပံ့နိုင်အောင်လုပ်ဖို့လိုလိုအပ်တယ်เนาะတစ်ချက်ပေါ့เนาะအဲ့တစ်ချက်ကြောင့်မို့လို့ဒီ light ကလေးကိုကျွန်တော်စီစဉ်ဖို့လက်ခံပေးရတာပေါ့เนาะနောက်ထပ်တစ်ချက်ကဟိုဘက်ရက်ကွက်ကဘောမတွေကိုစောင့်မြင်ကြအကြည့်လို့เนาะစောင့်မြင်ကြအကြည့်လို့ဘာဖြစ်လဲခွက်ခောက်တာအဲ့ခွက်ခောက်ပြမလို့သူတို့ပြောလို့ခောက်ပြမလို့တိလားငစီကဘာဖြစ်လဲဟိုနေ့က စနိုက်ပါစုတင်ထားတာတွေ့တွေ့တာပဲသူများယူလာတဲ့ဟာသူများအဲ reaction လုပ်ထားတယ် block ပြောထားတဲ့ဟာလည်းတော့မတည်ဘူးပါတယ်ငစီကဖမ်းခံထိတာတော့တစ်ချိန်လုံးနင်းတို့ဖမ်းနေတာသူတို့မှာနဲနင်းတို့စဖမ်းနေရငါငါလှုပ်ငါတရေမှမပြက်ငါလှုပ်ပုံမှန်တိုင်းငါလှုပ်နေတာเนาะဒီနေ့လဲဥမာအန်တီတယောက်ဖုံးဆက်လာတယ်ကိုစီရဟောဟယ်လိုဟုတ်ကဲ့ဟုတ်ကဲ့ဆိုကိုစီတန်ဟုတ်လို့လာတယ်ဟုတ်ပါတယ်ကျွန်တော်တန်ပါဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးတဲ့ကိုစီဒီမှာ တက်လိုက်ပြီးတည်တယ်ဆိုလို့တရင်တက်ထားတယ်ဟုတ်တယ်။အော်ဘောမတွေဖွာလာမှာပေါ့လို့ဖွာပါစေလို့ကျွန်တော်တက်လိုက်ပြီးတည်တယ်လို့ပြောလိုက်ကောင်။ तू ပဲတက်လိုက်တည်လိုက်မယ်လို့နော်။ဘာဖြစ်ဆိုတော့ဒီတော်လန်ရင်းမှာတစ်ဖက်နဲ့တစ်ဖက်မကြိုက်ကြဘူးတွေ့ပါလေ။နော်။ဒါပေမဲ့ကျွန်တော်တို့အခုကြော်စိုးဘူးလို့ကြော်မျိုးမင်းတို့အပါဝင်ဒီစစ်တပ်ကိုဝင်းရံနေတဲ့လက်ဆယ်ချောင်းမပြည့်တဲ့ကောင်တွေကိုမကြိုက်ဘူးပြောတာဒီဒီကောင်တွေမဟုတ်တာကိုအဟုတ်လို့ပြောလို့မှားနေတာကိုမှန်တာပြောလို့မှန်နေတာကိုမှားတာပြောလို့နော် အခုကျွန်တော်လန်ဆဲနေတဲ့ဒီစစ်တပ်ထောက်ခံတဲ့အကောက်တုတွေကျွန်တော်မေးချင်တာကကိုစီပြောတဲ့တဲမှာမဟုတ်တာမမှန်တာကိုပြောတာပါဘူးလားပိုင်ပြပါနော်ပိုင်ပြပါဘယ်နေရာမှာကိုစီကမဟုတ်မမှန်တာကိုလောက်ကျန်လီစဲပြီးပြောထားတယ်ရှင့်ပြကျွန်တော်တောင်းဝန်ယူပါတယ်ကျွန်တော်စကားနော်နောက်တစ်ခုကအာဒီကောင်ခွက်ခါတို့တော်လန်ရေးခုလုံးလောက်ပြီးဘာဖြစ်တာလို့လာလောက်ပါလားဆိုဘာသာကမပြောနဲ့နော်ဘာသာကပြောမနေနဲ့တော်လန်ရေးခုလုံးလောက်လို့ ကိုဂျိုးစီးပွားရှာလို့ရတယ်ဆိုရင်ဗဇက်ကမပြောပါနဲ့ကိုစီးနေရာကိုလာလို့ပါဖယ်ပေးပါမယ်ရိုးရိုးမဖယ်ပေးဘူးเนาะတပည့်အဖြစ်ပြန်နေပေးဦးမယ်ခြေစုပ်လက်နဲ့ပါပြုတ်ပေးလိုက်เนาะဗဇက်နဲ့ပြောမနေနဲ့အကောင်ကဗဇက်နဲ့ပြောနေဘာလို့ကိုလဲဘဒုတော့မှလည်းအကျိုးမရှိဘူးဟုတ်တယ်မလားမင်းတို့ပြောသလိုအာခွက်ခောက်တာဘလို့ဟိုပြောင်ရောင်းသွားတာအေးပြောင်ရောင်းသွားတာဆိုတော့ရှိသေးတယ်เนาะရှိလာခဲ့ပါ တိလားပါဇက်နဲ့ပြောမနေနဲ့ကိုစီအားလုံးကိုဖိတ်ခေါ်ပါတယ်ဒေတကယ်အတီပြောတာပါနော်နော်အတီပြောတာတိလားအဲ့တော့အဲ့ဒီဘောမတွေကိုစောင့်မြင်ကပ်အကြီးလို့အဲ့ဒီ like ကိုလုတ်ပေးမှာပထမကျွန်တော်တို့ကျွန်တော် TikTok ဘောက like လွှင့်ပြီးအလူခံဆိုတခါမရှိဘူးနော်အဲဟိုအဲဆေးဝါးကိုတခါကိုတက်ကြီးကိုတခါနှစ်ခါနော်အဲ့ဒီနှစ်ခါတော့ရှိဘူးတယ်အဲဆေးဝါးကိုကြတော့ကျွန်တော်တို့ပတ်နှစ်သိန်းဒီပါလားမသိဘူးရတယ်နှစ်နာရီအတွင်းကျွန်တော်တို့ like လွှင့်တာအဲကိုတက်ကြီးကိုကြတော့တသိန်းကျော်လားမသိဘူးရတယ် ကျွန်တော်မှတ်မိတော့ဘူးเนาะအစိုးရနေတော့ရှိတယ်အဲအခုလက်ရှိတော့မြင်းချံ black tie ကအဖွဲအတွက်ကျွန်တော်တို့ live ဝင်ပေးမှာပါအဲ့တော့ကျွန်တော်တို့ထောက်ပံ့နေတဲ့ငွေတွေအားလုံးကဒီနေ့မှတစ်ခုချင်းပြချင်ပါတယ်စစ်ရေးတစ်ခုတည်းအတွက်တွားတာမဟုတ်ပါဘူးနည်းမြေဒေတာတစ်ခုမှာအခုဆိုမြင်းချံ black tie ကစိုးမိုးကနည်းမြေမှာစစ်တောင်းထိုးတို့ပြည်သူတွေပြေးရလွားပြီဆိုရင်အဲ့ဒီငတ်နေတဲ့ပြည်သူကိုနီးဆက်ရတော်လိုင်းတက်ဖွဲ့တွေနိုင်တဲ့လောက်ဝိုင်းကြည့်ပေးရတာပါအဲ့တော့သူတို့ရှိမှရိတ်ခါရှိတဲ့တဲ့ဟာစံတပီရှိရင် ပြည်သူနဲ့တယောက်တဝက်စားရတဲ့အဖွဲ့တွေအများကြီးရှိပါတယ်။တနင်္လာရီတိုင်းမှာဆိုလဲဒီလိုပဲဒီမှာကိုဘုဇနေပြူဟာမှုကိုစောရားကိုတို့နော်သူတို့တွေဆိုရင်လဲအဲ့ဒီနေမြန်မာရှိတဲ့ဒုက္ခရောက်တဲ့ပြည်သူတွေကိုဒီလိုပဲချီချူဆောက်ရှောက်ပြီးနိုင်တော့လှုပ်ွားတာအဲ့တော့ကျွန်တော်တို့ထောက်ပံ့တဲ့ငွေတွေဟာတော်လန်ရေးဒီစစ်ရေးအတွက်တခုတည်းမဟုတ်ပါဘူးနော်ဒါကိုလည်းအားလုံးသိစေချင်ပါတယ်အဲ့တော့အညာကြလို့ရှိရင်၈နာရီကနေ၁၀နာရီအထိကျွန်တော်၂နာရီလိုက်ညွှန့်မယ် နှစ်နာရီအတွင်းမှာရလာတဲ့ငွေဒကြက်တပြားကစအကုန်လုံးကိုမြင်းချံဘရက်တိုက်ကအဖွဲ့ပုံမိုက်ကဲတို့အဖွဲ့ကိုတွားမှာပါเนาะအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့တဲ့တော်လန်ပြည်သူတွေအနေနဲ့ကလည်းနည်းနည်းဝိုင်းရှယ်ပေးသွားပါအဲ့ဒီညလိုက်ကိုလည်းလိုက်လွှင့်လာတွေ့ရင်ဝိုင်းပြီးတော့ဝင်းရံပေးပါကိုကိုတိုင်းငွေကြေးအရာမပါဝင်နိုင်တော့မှဒီလိုက်ကလေးကိုလူတီလူတွေခက်မများတွေ့သွားအောင်လို့ဝိုင်းရှယ်ပေးပါเนาะအဲငွေလက်ခံမှုအပိုင်းမှာတော့ကျွန်တော်ကတော့ဒီငွေကိုလုံးဝကင်မှာမဟုတ်ဘူးသူတို့အဖွဲ့ကဲ့ တက်ဆိုင်ရာဘန်နာထိန်းတွေပဲကင်လိုက်မယ်ငွေလွှဲလို့ရတာဒီအနေဒေါ်လာပါလွှဲလို့ရတဲ့အကောင့်ရှိတယ်လို့ပြောတယ်သူတို့ကတော့အဲ့တော့ဒေါ်လာပါလွှဲလို့ရမယ်ဆိုရင်ထိုင်းငွေနဲ့ဒေါ်လာနဲ့နှစ်မျိုးလွှဲလို့ရမယ်ဘန်ချပေးပါမယ်အဲ့ညကြတယ်အဲ့တော့အဲ့ဒီညကြရင်ကျွန်တော်ချပေးမဲ့ဘန်ဒီအားလုံးဟာနောက်ရက်နောက်ရက်ဒီအဲ့ဒီနှစ်နာရီကြော်သွားတာနဲ့ကျွန်တော်တောင်းဝင်မိဘူးနော်ဒါလေးကိုကြိုတင်ပြီးတော့တတိပေးသားခြင်းပါတယ်ဘာဖြစ်လို့ဆိုတော့ အဲ့ဒီနှစ်နာရီအတွင်းမှာကျွန်တော်အဲ့ဒီဘန်ထဲမှာဘယ်လောက်ရှိတယ်မလွင့်ငယ်မှာကျွန်တော်ကြည့်ထားမယ်ကြည့်ပြီးတော့အဲ့ဒီနှစ်နာရီအတွင်းငွေဝင်တဲ့ငွေကိုအားလုံးပေါင်းအမောက်ကိုပေါင်းပြီးတော့ဒီညနော်ဒီလိုက်ကနေရတဲ့ငွေဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်အတ်မှာတူလာလူတဲ့လူတွေအဲ့နှစ်နာရီအတွင်းမှာလှရင်လူတဲ့လူတွေကျွန်တော်စလစ်မပို့ပါနဲ့နော်စလစ်မပို့ပါနဲ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်စရင်ထဲကိုတွင်းရတဲ့ငွေမဟုတ်ဘူးအဲ့ဒီငွေကကျွန်တော်လုံးဝစရင်ထဲမတွင်းမှဖြစ်တဲ့အတွက်သူတို့ မင်းညာဘလက်ပိုက်ကအဖွဲ့စရင်တဲ့ဒါလိုက်ဝင်မှာကျွန်တော်တို့ယူနီယံဘလက်စရင်တဲ့တွေးမှာမဟုတ်တဲ့အတွက်အဲ့ဒီညလွှဲထားတဲ့ဘန်စလစ်မှန်တယ်များကိုကျွန်တော်ရှိလုံးဝမပုတ်ပါနဲ့ပို့ခြင်းလဲဆိုရင်မင်းညာဘလက်ပိုက်ကအဖွဲ့ရဲ့မက်ဆန်ဂျာမှာချက်ပေါက်မှာတွားပို့လို့ရပါတယ်နော်ကျွန်တော်ရှိပို့ရင်မှားမှာဆိုလို့ပါဘာလို့ကျွန်တော်တို့ Union Brother じゃတော့ရလာတဲ့ငွေအားလုံးကိုစရင်မှတ်ကြတယ်ပြီးရင်အားလုံးပေါင်းနာမည်ပေါင်းဘယ်လောက်ရတယ်ဘယ်လိုချပေးတယ်ဆိုတာကိုကြောက်ရှင်းန်းထုတ်ကြတယ်အဲ့တော့အခုအဲ့ဒီညလွှင့်မဲ့နှစ်နာရီအချိန်အတွင်းကဝင်လာတဲ့ငွေအားလုံးじゃတော့ ကျွန်တော် Union Brothers ရှင်းတဲ့နဲ့ကိုဝင်မှာမဟုတ်ဘူး။ तू ကမြင်းကြံ Black Tiger အဖွဲ့ရဲ့ဒီဖွင့်နေတဲ့ကိုဒါလိုက်စီစဉ်တော့မှာဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီနှစ်နာရီအတွင်းကိုပဲကျွန်တော်အာမခံပါမယ်။နှစ်နာရီကြော်သွားတယ်ဒီလိုက်လွင်လာတာကိုထပ်တွေ့တယ်နောက်နေ့မှတွေ့တယ်ဆိုလို့ရှိရင်မြင်းကြံ Black Tiger အဖွဲ့ရဲ့ပေကနေဒါလိုက်ဆက်သွယ်ပါအကဲဆက်သွယ်လို့မရဘူးဆိုကျွန်တော်ဆက်သွယ်ပေးမယ်။အကွက်ကိုဒါလိုက်အကူညီထောက်ပံ့ကြပါနော်ကျွန်တော်ကတော့ Union Brothers ခေါင်းစဉ်နဲ့တွားနေတာဖြစ်တဲ့အတွက် Union Brothers ခေါင်းစဉ်အောက်ထဲဝင်လာတဲ့ငွေကိုပဲကျွန်တော်စည်ရင်းနဲ့မှတ်လို့ရပါတယ် ော်ဒါလေးကိုနားလဲအောင်ပြောထားပါတခါကျရင်အာလွှဲလိုက်ရင်တော့ကိုစီဆိုပြီးစလစ်တွေပို့ပို့လာတယ်ကျွန်တော်စလစ်ပို့တာကိုကြည့်လိုက်ရင်တခါကျရင်အမှတ်တမဲ့ဘန်ကိုမကြည့်မိပဲနဲ့ငွေအမောက်ကိုပဲကြည့်ပြီးစရင်သွင်းမိလိုက်ကျွန်တော်ပဲစိုက်ကြတာနော်အပေါ်ရောက်ကိုစိတ်ဘူးနဲ့အဘယ်နေရာမစိုက်ကြမလဲဆိုတာပဲကိုယ့်အကူဟိုချိန်နေရတယ်ဒါကြောင့်မလို့အဲ့ဒီညကြလို့ရှိရင်အဲ့ဒီနှစ်နာရီအတွင်းမှာလွှဲတဲ့ငွေအားလုံးဟာနံပါတ်1စာရီဘီတဲ့ရမှာမဟုတ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ ဟိုတခါတဲ့အကောင်အမောက်ကိုပေါင်းပြီးတော့ပြင်ညာပေးမှဖြစ်တဲ့အတွက်ဒါပေမဲ့လိုင်းလွင့်နေတဲ့အချိန်မှာအဲဘလောက်ရွာသွားပြီးအဲဘလောက်ဝင်လာတယ်ဘလောက်ငွေအမောက်ဘလောက်ဝင်လာတယ်စတဲ့ဖြစ်ဒါတွေကိုကြတော့အရင်ကျွန်တော်လိုင်းလွင့်ခဲ့တဲ့ပုံစံမျိုးလိုပဲပြင်ညာပေးနေမှာမနာတဲ့ဒါပေမဲ့အဲ့ဒီနှစ်နာရီအတွင်းမှာအလုံးပေါင်းဘလောက်ရတယ်ဆိုတာကိုတော့သူတို့ဘန္နာဒေးကနေထုတ်ပြန်တဲ့ဟာကိုကျွန်တော်ပြင်ညာပေးမှာဖြစ်ပါလိမ့်ဒါကြောင့်မလို့ဒီပို့လေးကိုလည်းဝိုင်းရှယ်သွားပါနောက်ထပ် ဲ့ဒီညလိုက်ကိုလည်းလာရောက်ဝင်းရအပေးကြပါလို့အားလုံးဖိတ်ခေါ်ပါတယ်နော်